်ဘာအလားပါနဲ့ပတ်သက်ပြီးတော့ပေါ့နော်ခိုင်ကျိုးပြောပြပေးမယ်။ဘာလဲဆိုတော့ဝိတ်ကြခြင်းတဲ့သူတွေအတွက်ပဲနီလန်ကောင်လေးတစ်ခုပါပဲ။အဲ့ဒီနီလန်ကခိုင်ကျိုးတို့ပြောပြနေကြပဲ။ဘာလဲဆိုတော့ထမင်းမစားရင်ရေတောက်တာ။ဒါပေမဲ့အဲ့ဒါအောင်ကတေချာရှင်းပြထားတာပေါ့နော်။ဘနက်ပောင်ဝိတ်အလေးချိန်ကြာတယ်။ဟိုပြီးတော့စမ်းတတ်တဲ့အခါမှာဘယ်လိုတွေတွေ့ရှိရဲဆိုတာကိုတေတေချာချာလေးရေးထားတယ်ခိုင်ကျိုးဒီ online မှာ share ထားတာလေးတွေ့ထားတာပါ။အဲ့တော့ထမင်းမစားခင်ရေတောက်ရင်ဘယ်လောက်ကြလဲဆိုတော့ဝိတ်အနေနဲ့၃ပောင်ချပေးနိုင်တယ်။ဒါပေမဲ့အချိန်ကာလတော့ရှိတာပေါ့နော်။ဘယ်လောက်စက်တောက်အောင်လဲဆိုတာလည်းပြောထားတယ်။ဒါကိုတွေ့တာပြီးတဲ့ ုင်ငံကကျမ်းမာရေးဆိုင်ရာလေ့လာစောင့်ကြည့်ရေးဆရာဝန်တွေရဲ့စမ်းသပ်ဖော်ထုတ်ချက်အရာပေါ့သူတို့တွေ့ရတဲ့ရေတောက်တာကဝေးကြစေတဲ့အဲ့တော့ဝေးကြစေဖို့တောက်ဖို့အညွှန်းတော့ရှိတယ်ဘယ်လောက်တောက်ရမလဲပေါ့နော်အဲ့တော့ထမင်းစားခါနေ့တိုင်းမှာ900မီလီလီတာပေါ့နော်ဒီပမာဏရှိတဲ့ ဖန်ခွက်တစ်ခွက်စာရေကိုအရင်ဦးဆုံးတောက်ပေးရမယ်။တောက်ပြီးတော့ဒါထမင်းစာပေါ့နော်။အဲ့ဒီရေပမာဏကိုတောက်ပြီးတော့ထမင်းစာတဲ့အခါမှာသူတို့ပေါ့နော်။ဘာတွေ့ထားလဲဆိုတော့ဝိတ်ချတဲ့အခါမှာတဲ့ဘယ်လောက်ကြာသွားလဲဆိုတော့၁၂ဘတ်ကြာတဲ့အခါမှာဒီပေါင်အနေနဲ့ပေါ့နော်၃ပေါင်နီးပါးကြာသွားတာကိုတွေ့ရတယ်။အဲ့တော့ဒါ၁၂ဘတ်ဆိုတော့နည်းနည်းလေးတော့ချိန်လေးတော့ပေးပြီးတောက်အောင်ပါပေါ့နော်။အဲ့တော့နောက်ပိုင်းသူတို့ထပ်ပြောလေ့လာရတဲ့စုစုပေါင်းလူ၄၀ကျော်ပေါ့နော်။အဲ့လိုလေ့လာတဲ့အခါမှာဆိုရင်ခုနပြောတဲ့အတိုင်းဟိုထမင်းမစားခင်မှာရေတောက်ထားမယ်။အဲ့လိုတောက်ထားမယ်ဆိုလို့ရှိရင်၃ပေါင် မကဝိကျသွားတဲ့သူတွေရှိတယ်တချို့ဆိုရင်နဲ့အဲ့တော့ဒါကတော့ကိုယ့်ရဲ့ကြိုးစားမှုပုံမှန်လည်းမူတည်ရေတောက်တာเนาะနောက်နောက်နောက်ထပ် body လူ40ဦးကိုကြတော့သူတို့ကထမင်းမစားခင်ရေမတောက်ခိုင်းဘူးဒီတိုင်းစားခိုင်းတယ်နောက်ပြီးတော့လည်းသူတို့အားကစားလည်းမလုပ်ဘူးအဲ့လိုမျိုးတွေကြတော့ပို့ပြီးအောင် weight တွေကတက်လာသေးတယ်တဲ့အဲ့တော့ခုနပြောတဲ့အတိုင်းဒါကပေါ့เนาะထမင်းမစားခင်ရေတစ်ဖန်ကားလောက်တောက်မယ်ဆိုလို့ရှိရင် weight ကျဖို့အင်တန်အထောက်အကူပြုပါတယ်တဲ့စုစုပေါင်း၁၂ပတ်တာကာလအတွင်းမှာ၃ပေါင်နီးပါးကျသွားတယ်အဲ့တော့ရှေ့ဆက်ပြီးတော့ဒါဆက်တောက်မယ်ဆိုလို့ရှိရင်ပို့ပြီးအောင်မှ ဒါဝိတ်တွေကြနိုင်သေးတယ်เนาะအဲ့တော့ဒါနီလန်းကောင်းလေးပေါ့เนาะဘာမှလည်းခက်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 လောက်ဆရာမလို့ထမင်းမစားခင်ရေတောက်တာအဲ့တော့ညသားပြင်ဝေးကြခြင်းတဲ့သူတွေထမင်းမစားခင်ရေမြများလေးတောက်ပေးပါဒါဆိုအစာလည်းသိပ်ပုံဝင်တော့ဘောเนาะအဲ့တော့ဝိတ်လည်းကြမယ်ထမင်းမစားရေတောက်ပေးရမယ်เนาะအားဆိုရင်เนาะခက်ခဲတဲ့ကိစ္စလည်းမဟုတ်ပါဘူးเนาะ အခုထပ်ထပ်ပြပြမယ်အလှပကြီးရအကြောင်းအရာကြတော့ဒီ6တော့တဲဝဲစားချင်းကြီးကင်းဖို့အတွက်ပေါ့နော်ဘယ်လိုမျိုးလေးလုပ်လုပ်ရမလဲဆိုတာနဲ့ပတ်သက်ပြီးပြောပြချင်တယ်။ဟိုဟာအဓိကကတော့6တော့မှာတဲဝဲစားရဲဆိုတာတော့ပေါ့ဒီ6တော့နဲ့ခြေချောင်းနေကြတယ်မှာအရေးပြား မှုပေါ့နော်ဒီလိုမျိုးပိုးတစ်မျိုးဒါတွဲကပ်ပြီးတော့ဒါခြေထောက်တွေရိုင်းရံလာမယ်ပြီးရင်ရိုင်းရံပြီးတော့အနာတွေဖြစ်ပြီးတော့ဒါနာကျင်တယ်ပြီးအနံ့ဆိုးတွေထွက်တယ်ဒါမျိုးကြီးကြုံရတာပေါ့နော်ဒါဟိုခြေသေးဝဲဆားရဲဆိုပြီးတော့ဟိုရင်ထဲကဒီလိုမျိုးနှိမ့်မဲ့တက်ခဲ့ကြတာတဲ့ကုသလို့ရတယ်ပြဿနာတစ်ခုဖြစ်ပေမဲ့ဒါပေမဲ့စီးချိုသွေးချိုဝေနာရှင်တွေအတွက်ဆိုလို့ရှင်တော့ဒါမပေါ့ဆတဲ့နဲ့အရာတစ်ခုပေါ့နော်စီးချိုသွေးချိုဝေနာရှင်တွေကြတော့အနာသေးသေးလေးဖြစ်ပြီးဆိုတာနဲ့တော့နော်အနာကျက်နေတယ်နော်ဒဏ်ရာကြီးမားသွားနိုင်တယ်တဲဝဲဆားပြီးဆိုလို့ရှင်ခြေထောက်မှာဆိုအနံ့ဆိုးတွေထွက်မယ် ်ပြီးနောက်တစ်ခုအနာတွေဖြစ်မယ်ရှားရံနာမျိုးတွေကြုံရတတ်တယ်ဒီတော့တတိထားရမယ့်အချက်လေးပြောပြမယ်ဘာလဲဆိုတော့အဲ့လိုခြေသေးဝဲစားတယ်ဆိုတာကတဲ့ကူးဆက်တတ်တယ်နော်ကူးဆက်တတ်တဲ့အတွက်အဲ့လိုခြေထောက် ဟိုမှာတဲဝဲစားနေတဲ့သူရဲ့ဖက်နှက်ကိုတဲ့မစည်းပါနဲ့ဟုတ်အော်စီးလို့ထိတ်သိမ့်ဖက်နှက်တို့ပါပို့ဆိုးမယ်ဟုတ်တယ်ဟုတ်တယ်အဲ့လိုမျိုးတွေမစည်းတင်ဘူးတဲ့ပြီးလို့ရှင်နောက်တစ်ခုကတကယ်လို့ဖြစ်လာခဲ့ပြီဆိုလို့ရှင်တချို့ကကြတော့ခြေထောက်မှာဒါရိုင်းရံထားခြင်းတဲ့ခါမှာဆိုရင်ဒါအချုံတက်တင်နဲ့ထိုးတယ်ထိုးတဲ့ခါမှာဆိုလို့ရှင်ဒါမြင်တူမြင်နဲ့တွေးတဲ့ဒုတ်တန်နေအချုံတက်တင်နဲ့ထိုးတယ်ဒါမျိုးတွေလည်းမလုပ်ပါနဲ့တဲ့ပြီးရင်နောက်တစ်ခုကကြတော့ဒီလိုမျိုးအဲ့ခြေထောက်မှာဖြစ်နေတဲ့သူတွေအနေနဲ့ဒါအများဆုံးနေရာတွေဖြစ်တဲ့ရေကူးကန်တို့အိမ်သာတို့ပြီးလို့ရှင်ပစ္စည်းတွေတုံလောင်ထားတဲ့စတိုကန်တို့စက်ရုံတို့ပေါ့နော် ဒီလိုနေရာမျိုးတွေသွားတဲ့အခါမှာဆိုလို့ရှိရင်ဖက်နှက်စီးပေးရမယ်ဘာလို့လဲဆိုအဲ့လိုနေရာမျိုးတွေကပိုးမွားရေအများကြီးရှိတဲ့အတွက်ပိုးမွားဝင်ပြီးတော့ပိုးဆိုးသွားနိုင်တယ်နောက်တစ်ခုကကျတော့ဖက်နှက်စီးရဲ့အခါမှာဆိုရင်ရှုဖက်နှက်တွေဒါထိတ်ပိတ်နောက်ပိတ်ဖက်နှက်တွေပေါ့နော်ဒီလိုအရန်တင်းကျပ်လုံးတဲ့ဖက်နှက်တွေကိုစီးတဲ့အခါမှာဆိုလို့ရှိရင်လေပိုးဆိုးသွားနိုင်တယ်အရန်တင်းကျပ်လုံးတဲ့အခါမှာလေဝင်လေထွက်မကောင်းချိုးရေထွက်တယ်ဗတိရပိုးတွေကပိုးပြီးတော့ပေါက်သွားနိုင်တယ်နောက်တစ်ချက်ကကျတော့ခြေထောက်ကိုအထူးသဖြင့်ပေါ့နော်ခြေချောင်းလေးတွေခြားတယ်ဟိုတဲ့အနံဆိုးတွေထွက်လာပြီဆိုလို့ရှိရင်တော့သတိထားပေးပါတဲ့ပြီးရင်အရေး ေကြည်မှုတွေပေါက်လာပြီးရိုင်းရံလာပြီးဆိုလဲဒါသတိထားရမယ်နောက်တစ်ချက်ကကြတော့အရေပြားတွေကပူဆက်ပြီးတော့လောင်ကျွမ်းနေတဲ့လိုမျိုးဖြစ်နေမယ်ပြီးရင်ခြေသေးတွေအယောင်ပြောင်းလာပြီးဆိုရင်တော့ဒါသတိထားရတော့မယ်ဆရာဝန်နဲ့ပြရတော့မယ်အခြေအနေတစ်ခုရောက်ပြီပေါ့နော်ပြီးတော့ညအိမ်ရောင်ဝင်ခင်မှာဆိုလို့ရှိရင်ကိုယ့်ရဲ့ခြေချောင်းလေးတွေခြေသေးလေးတွေကိုစစ်ဆေးရမယ်စစ်ဆေးပြီးတော့ဒါဟိုတနန်ရှင်ရှင်ဖြစ်အောင်ပေါ့နော်ညအိမ်ရောင်ဝင်ခင်နေတာတော့လူတိုင်းကတော့ခြေောက်တော့ဆေးတင်တယ်အိမ်ရောင်ဝင်ခင်နေပေါ့နော်အပူပူလေးရှိရင်အခိုးငွေရှိရင်လည်းထွက်အောင်ပြီးတော့ခြေောက်မှာပိုးမွားရှိရင်လည်းကင်းစင်အောင်လို့ဒါဟိုဆေးတင် နဲ့အထူးသဖြင့်ဒီလိုလူမျိုးတွေကြတော့ဗာလဲဆိုတော့ရေနွေးနွေးလေးနဲ့ပေါ့နော်ပိုးတည်အောင်လို့ဟိုစိမ့်ပြီးတော့ဒါဒါမျိုးလေးစိမ့်ပြီးတော့ဆေးပေးတင်ပါတယ်တဲ့ပြီးတော့အခြေအနေကိုကြည့်ပြီးတော့ပေါ့နော်ကုသမှုခယူသင့်နဲ့တွေ့လဲရှိတယ်ပြီးတော့နောက်တစ်ခုကကြတော့တချို့လူတွေအနေနဲ့ဆိုလို့ရှိရင် steroid ဆေးတွေပြီးလို့ရှိရင်မှုပိုးတတ်တဲ့ဆေးတွေဒါမျိုးတွေကိုကိုယ့်သဘောနဲ့ကိုတောက်ကြရတဲ့တွေ့ရှိရဲ့ ဒီလိုမျိုးဒီပိုးသက်ဆေးမျိုးတွေဆိုတာပေါ့နော်ကိုယ်တဘောနဲ့ကိုယ်တောက်တာမဟုတ်ပဲねဆီယဝင်ညွှန်ကြားတဲ့အတိုင်းပေါ့နော်တိတိကျကျလေးလိုက်နာပြီးတော့တောက်ပေးဖို့အတွက်လည်းလိုအပ်တယ်အဲ့ဒီခါမှာဆိုကိုယ်တဘောနဲ့ကိုယ်တောက်တဲ့အခါမှာဒါယောဂါမပြောက်ပဲねကိုယ်အတွက်လည်းအနည်းငယ်ရှိရမျိုးရှိတတ်တယ်ဒီတော့ဒီမပေါ့စတဲ့ဘုံပေါ့နော်ခြေထောက်မှာဖြစ်တဲ့အနာသေးသေးလေးသေးသေးမွမွလေးပါဒါဟိုခြေဝဲစားတာတဲဝဲစားတာဆိုပြီးတော့မပေါ့စတဲ့မင်းလေးဒါတိတိချာချာလေးဒါကိုယ်တောက်တဲ့နော်ဆေးလေးတွေထက်နော် ဒါသာပြောတော့သူတို့အလိုလိုဖြစ်နေတော့သူကြိတ်လုံနေကြတယ်ဒါချာမဟုတ်ဘူးเนาะဟုတ်တယ်ဟိုအများသောအားဖြင့်ဆိုလို့ရှိရင်ဒါအရင်တော့ဆိုတွေ့ရတယ်တို့ဒီတချို့နေဘက်တို့ဘာလို့မအလောက်ကြမ်းတော့ကြူလေရောတဲ့တွေပါတယ်เนาะစင်းရတဲ့တွေတွေဆိုလို့ရှိရင်သူတို့ခြေထောက်မှာဒါဟိုပုံမွားတွေကတ်เนาะတဲတွေပါတယ်ဝင်ပြီးတော့ဒါမျိုးရှိရเนาะ အဲ့ဒါမိုးထဲမှာမိုးရေထဲမှာသွားပြီးပြီဆိုရင်လေအိမ်ရောင်ချက်ရောက်စီဆိုမှန်တယ်နော်ဟုတ်တယ်ဆိုတော့ဒီမိုးရေထဲမှာဆိုရင်ဘွဲရေတွေကိုဆင်လာမယ်ချက်ရောက်မှာအဲ့လိုမျိုးကိုမိုးတွေပါရေစားလာတတ်တယ်ခြေသေးကြရတယ်မှာနော်ဖဲတွေပုံပြီးဝင်တတ်တယ်နော်ကဲအခုအလာပါရေးရဖျားဖျားအချို့တော့တင်ဆက်လုပ်ပြီးသွားပြီထပ်မံပြီးတော့တင်ဆက်ဖို့အကြောင်းအရာကြီးကြမ်းရှိနေပါသေးတယ်ခေတ်စီပြုံမယ့်အစီအစဉ်ကိုဒီမှာခဏလေးရနာမယ်နော်